နေလို့အကုသိုလ်တွေတိုးမယ်ကုသိုလ်တွေဆုတ်ယူသွားမယ်ဆိုအဲ့ဒီရက်ဒေတာမနေနဲ့မမီဝဲတဲ့မူတဲ့ဟောသူကတော့အဲ့ဒီပေတန်းနဲ့တိုက်ရင်နော်ဒီရက်ဒေတာမှာနေလို့ကုသိုလ်တွေတိုးတက်တယ်အကုသိုလ်တွေရုပ်သွားရောရုပ်လျော့သွားတယ်ဆိုရင်အဲ့ဒီရက်ဒေတာကိုနေဖို့ဆုံးဖြတ်တယ်ကျန်တာတွေနဲ့မတိုင်းဘူးရသူကြတော့ဟုတ်လားကျမရေးတွေစီးပွားရေးတွေဒါလည်းပဲယဟန်တော်တွေတန်တရာဝိဒုက္ခကလွတ်မြောက်ဖို့အဓိကနှုတ်ဥတည်နေတဲ့ပုံကိုယ်တွေအတွက်ကတော့ဒီဟာကအလွန်မှကိုပဲအရေးထားတဲ့အမြင်တစ်ခုပေါ့နော် ဒီနေရာမှာနေလို့ကုသိုလ်တိုးမယ်အကုသိုလ်ရော့သွားမယ်ရှင်အဲ့ဒီနေရာကိုနေတဲ့ကျန်တာတွေသိအဆင်မပြေတောင်မှအဲ့ဒီနေရာကိုနေရမယ်အဲ့ဒီလိုမျိုးဆိုပါဗျာဟောဟုတ်လားဒါကြောင့်နေရာအရေးကြီးတယ်ဆိုတာလေးကိုဘုန်းတို့ဒါဏိဒံအနေနဲ့ပရိရူပတေသဝါဒသဘာဝသဘောသဘာဝလေးကိုဘုန်းတို့ပြောပြတာတကယ်တမ်းကမြတ်စွာဘုရားမှတာလေနော်ဘယ်နေရာကိုဘယ်တတ်တော်ဟာနေလို့ရှင်ပို့ပြီးတော့အကျိုးရှိနိုင်မယ်အကျိုးမဲ့သွားနိုင်တယ်ဆိုတာတွေကိုတိတိကျကျသိနိုင်လိမ့်မယ်ပေါ့ဒါကျေပြန့်တဲ့အကြောင်းလေးကိုဘုန်းဘုန်းပြောနေတာဟုတ်လား ဥပမာဘုံတို့မြတ်စွာဘုရားအတိတော်မူမြင်တော်မူဘုံနောနဲ့ပသ်ပြီော့ပြောတရာလေးတခုဘုံတိမှမှတ်တာလေးဟာလူတိုင်းကြားဖို့ပါတယ်မေတ္တာသူဟောရင်အကြောင်းတရားယဟန်တော်ငါရတော်ရဲသွားပြီးတော့နောက်ကပ္ပတန်တရားယူပြီးတော့တော်ရဲသွားတရားအထုတ်ကြတော့နတ်တွေကနှောက်ရက်ကြတာကြားဦးတယ်လေဟုတ်လားနတ်တွေအမြဲတမ်းယဟန်တွေကတိလာရှိတဲ့အခါကျတော့အောက်မှာပဲနေရတော့ယဟန်တွေမြင်မြန်ပြေးအောင်ဆိုပြီးတော့ဟာ အမျိုးမျိုးခြောက်ကြလှန့်ကြအနံဆိုးတွေအစင်ဆိုးတွေဘလို့မှနေမရတဲ့အခါကျတော့အဲ့ဒါဘွားတွင်ကြီးပဲမြတ်စွာဘုရားဒီကိုပြန်ပြီးတော့ပြေးလာကြရတယ်ဆိုကြပါစို့အဲ့ဒီမှာမြတ်စွာဘုရားမြင်တယ်ဒီယဟန်နေရာအဲ့ဒီနေရာမှာနေမှနော်အတိတုညာတွေကိုရမယ်ဆိုတာကိုမြင်တယ်မြင်တဲ့အတွက်ကြောင့်စစ်သားတို့အဲ့ဒီနေရာကိုပဲပြန်သွားအရှင်မပြေလို့မှပြန်လာခဲ့တဲ့နေရာကိုမြတ်စွာဘုရားပါလောက်ခိုင်းတော့ပြန်သွားခိုင်းတယ်အဲ့လိုပြန်သွားခိုင်းတဲ့အခါကျတော့ မြတ်စွာဘုရားတဲ့အလွန်ကြောက်မွက်ဖွယ်ကောင်းတဲ့နေရာပေါ့နော်အဲတင်တို့မှာလက်နဲ့မရှိလို့ပါတဲ့အဲ့ဒီနေရာမှာတင်တို့အစဉ်ပြေဖို့အတွက်ငါလက်နဲ့ပေးလိုက်မယ်အဲ့ဒီလက်နဲ့ကဘာလဲဆိုတော့မေတ္တာလက်နဲ့တဲ့အဲ့ဒါမေတ္တာတရားဘလို့ပွားရဲဆိုတာကိုသင်ပေးပြီးတော့မြတ်စွာဘုရားမေတ္တာသုတ်တရားဒေသနာကိုချီးမြှင့်နေအဲ့ဒါကိုရွတ်ဖတ်အဲ့ဒီအတိုင်းလေ့ကျင့်ပွားများဆိုပြီးတော့မေတ္တာလက်နဲ့ကင်ဆောင်းပြီးတော့တခါစိတ်တက်လူတဲ့နဲ့တွားကြပြန်တယ် ေတ္တာတရားရဲ့အစွမ်းတတ္တိမေတ္တာတရားရဲ့တကိုးရှိန်ဆိုအာနုဘော်တော်ရောင်စောတော်တော်ကအနှောက်ရှက်ပေးနေတဲ့ net တရားဘာဖြစ်လဲချစ်ခင်လာကြတယ်မြတ်နိုးလာကြတယ်ဝေယဝိဇ္ဇတွေတောင်ပြုကြတယ်လို့ဆိုတယ်ဟောအဲ့ဒီမှာပဲသူတို့ရဲ့အတိညာဏ်တွေဟာတိုးတက်လာတော့မြတ်စွာဘုရားအကြောင်းတော်ကနေနောက်တကိုးတော်နဲ့ကြွပြီးတော့ကာထာတစ်ပုဒ်ဟောတာလေကုံဘူးပမံကာယမိမံဝိဒိတ်တဝါငကရုပမံစိတ်တမိတံတပိတ်တဝါ ယောဒေတာမာရံပညာဥဒေနဇီတင်စရခိအနိဝေတနောတိယဖျားပြီးတော့ဥမာများဆိုတဲ့ခေါင်းစဉ်နဲ့ဒီကထာလေးကိုပုံပုံတို့အကျင့်တော်ဟောဘူးတယ်။နော်ကုံဘူးပမံကာယမိမံဝိတိတ်တော်ဒီခန္ဓာကိုယ်ကြီးဟာပျက်စီးလွယ်တဲ့အတွေ့အကြုံဒီခန္ဓာကိုယ်ကြီးကိုမြေအိုးတစ်လုံးနဲ့တူတယ်လို့ကောင်းကောင်းနားလည်ထားရမေးတဲ့အထီးအခိုက်မခံဘူးပေါ့နော်။နည်းနည်းလေးထိမိတာနဲ့ဘွတ်ဆိုဘာဖြစ်သွားလဲ။ဟောရသွားနိုင်တယ်။နော်ဒါကြောင့်ခန္ဓာကိုယ်ကြီးကို ပျက်စီးလွယ်လွန်းလို့မြေအိုးတစ်လုံးနဲ့တူတယ်။ဘဝကိုပျက်စီးလွယ်လွန်းလို့မြေအိုးတစ်လုံးနဲ့တူတယ်လို့မတေချာမှုမရေရာမှုနဲ့သွားနေရတာဆိုတာပေါ့။အဲ့ဒီအမြင်ခိုင်ခိုင်မာမာရှိရပါတော့နော်။ငရုပမာစိတ်တမိတံတပစ်တော်ပါ။ကွဲပြက်လွယ်တဲ့အဲ့ဒီခန္ဓာကိုယ်ရုပ်အစုကြီးကိုအမိပြုတ်ပြီးတော့နေတဲ့ဒီစိတ်ကိုကြတော့ကောင်းတဲ့လောကဓာတ်အနေနဲ့ပဲတွေ့တွေ့မကောင်းတဲ့လောကဓာတ်အနေနဲ့ပဲတွေ့တွေ့တုံလို့မှုမရှိအောင်เนาะသူ့ကိုခိုင်းမအောင် တီဆောက်ထားရမယ်ဥပမာအလွန်တောင်တင်းခိုင်မာတဲ့ကာကွယ်ရေးစနစ်အလွန်ကောင်းတဲ့မြို့ကြီးတစ်မြို့လို့တီဆောက်ထားရမယ်တဲ့စိတ်ကိုကြတော့အရန်ခိုင်မာအောင်လုပ်ရမယ်ခန္ဓာကိုယ်ကြတော့ပျက်စီးလွယ်တယ်လို့သိရမယ်စိတ်ကိုကြတော့အလွန်ခိုင်မာအောင်တီဆောက်ရမယ်ဒါမျိုးဆိုဘုရားညံတော်နဲ့မဟုတ်နိုင်တာနော်ဆန့်ကျင်ဘက်သဘောလေးခန္ဓာကိုယ်ကြီးကတော့ပျက်စီးလွယ်တယ်ဒါပေမဲ့စိတ်ကိုကြတော့အလွန်ကိုမပျက်စီးအောင်မလုပ်ရမှာတော့တီဆောက်ရမယ်ယောဒိဋ္ဌမာရံပညာဦးရိဏ္ဏ တကယ်ရန်သူအစ်စ်ဖြစ်တဲ့အလိုဆန္ဒတွေမကျေနပ်မှုတွေမိုက်မဲမှုတွေကိုနော်အသိဉာဏ်ပညာတည်းကိုတော့လက်နက်နဲ့စစ်ထိုးရမယ်တဲ့ကိုဘွားကိုတကယ်ဆင်းရဲအောင်ပင်ပန်းအောင်နှိမ့်ဆက်တဲ့ရန်သူလောဘဒေါသမောဟပေါ့နော်အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တအမှန်တရားတွေကိုသိတဲ့မြင်တဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုလည်းမြတ်စွာဘုရားဒီမှာလက်နက်လိုသုံးတဲ့ပညာဥဒေနာနော်ခန္ဓာရဲ့အကြောင်းကိုအမှန်အကန်သိမြင်နားလည်ခြင်းလို့ဆိုတဲ့ဉာဏ်ပညာဟာအလွန်အစွမ်းထက်တဲ့လက်နက်ပဲ။ ဲ့ဒီလက်နဲ့ကိုကင်ဆွဲပြီးတော့ကိုယ်ရှင်းရအောင်နှိမ့်ဆက်တဲ့ရန်သူကိုဘာလို့ရမလို့စစ်ထိုးရမေးတဲ့ယောဒေထမာရံပညာဥဒေနဲ့နော်အတိလက်နဲ့နဲ့နော်လောဘဒေါသရန်ကိုစစ်ထိုးရမေးတဲ့အဲ့လိုစစ်ထိုးတဲ့အခါမှာအောင်မြင်မှုရမယ်ပေါ့နော်အဲ့ဒီရလာတဲ့အောင်မြင်မှုကိုလည်းပဲမပြည့်စည်အောင်ဆုပ်ယုပ်မသွားအောင်ជីတင်စရခေအနိဝေဒနောတိယအဲ့ဒါကိုစောင့်ရှောက်ထားရမေးတဲ့ပြန်ပြီးတော့ကြာမသွားအောင်ပေါ့နော် ီးတော့အဲ့ဒီရရှိထားတဲ့အောင်မြင်မှုကိုလည်းပဲမရင်မူးနေတဲ့ရှေ့ကိုတော့ခကြီးဆုံးတိုင်ရောက်အောင်သွားလမ်းနေတာကိုตายရနေတာမျိုးမလုံနဲ့ပေါ့နော်နောက်ဆုံးအပြီးဆုံးထိရောက်အောင်လုပ်ပလိုက်လို့အဲ့လိုမျိုးဆိုပါဗျာဟောအလွန်လေးနေတဲ့ဒေသနာပေါ့နော်အဲ့ဒါသောသောယဟန်တော်တွေကအဲ့ဒီဒေသနာလဲနားပြီးတော့အကုန်လုံးယဟန်တာတွေဖြစ်တယ်အဲ့တော့ပြောရင်တော့ဘာရောနေရနေရအဲ့ဒီနေရာကိုပဲပြန်လွှတ်တယ်နော်